မင်္ဂလာပါရှင်အပတ်စဉ် BHN Live Channel ကိုတက်ရှုနေတဲ့ညီမောင်မောင်များကိုဒီထောက်အစီအစဉ်မှပြန်လည်ကြိုဆိုပါရစေ။ဒီကနေ့ဒီထောက်အစီအစဉ်မှာတော့ကျမတို့ပြားခင်ချစ်ချစ်မေတ္တာဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးတင်ဆက်ပေးတော့မှာဖြစ်ပါရစေ။ဒီအစီအစဉ်ကိုအလောဆုံးထိတက်ရှုဖို့လေးဖိတ်ခေါ်ပါရစေ။မင်္ဂလာပါဆရာ။မင်္ဂလာပါ။ဒီကနေ့မှာတော့ပြားခင်ချစ်ချစ်မေတ္တာဆိုတဲ့ခေါင်းစဉ်နဲ့ဆရာကိုမိခွန်းနေနေမေးတော့မှာဖြစ်ပါရစေ။ပထမအဆုံးမိခွန်းအနေနဲ့ဒီ ဘုရားသခင်ချစ်ခြင်းမေတ္တာကိုဒီဓမ္မကျမ်းစာမှာဘယ်လိုမျိုးဖော်ပြထားလဲရှင်ဟုတ်ကဲ့ဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာကိုဓမ္မကျမ်းစာမှာဖော်ပြပေးထားတဲ့ကျမ်းချက်တွေကအများကြီးရှိပါတယ်အဲ့ထက်မှာကျွန်တော်ကျမ်းချက်၄ချက်အဖြစ်ကျွန်တော်ပြန်ပြီးခါမှာဖော်ပြပေးခြင်းပါတယ်ဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာကိုဓမ္မကျမ်းစာထဲမှာနံပါတ်၁ချက်နဲ့ရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး၃အပိုင်းငယ်၁၆မှာ ဖျားသခင်၏သားတော်ကိုယုံကြည်တော်သူပေါင်းတို့သည်ပျက်စီးခြင်းသို့မရောက်ထာဝရတက်ကိုရစေခြင်းကဖျားသခင်သည်မိမိ၌တပါးတည်သောသားတော်ကိုစွန့်တော်မူသည့်တိုင်အောင်လောကီသားတို့ကိုချစ်တော်မူ၏လို့ဖော်ပြပေးထားပါတယ်။ဆိုတော့ဖျားသခင်က လောကလူသားတွေကိုပုရုษရှင်လူသားတွေကိုကြည်လည်အခါမှာအပြစ်သားတွေဖြစ်တယ်။အပြစ်လူထဲမှာနစ်နေတဲ့သူတွေကိုဖျားသခင်ကချစ်လွန်းတဲ့အတွက်ကြောင့်သူ့ရဲ့တပါးတည်သောသားတော်ကိုစီလွတ်တယ်။ဘာဖြစ်လဲပုရုษရှင်လူသားတွေကအပြစ်တရားနဲ့မကြွက်နိုင်ဘူးဆိုတော့သိတယ်။ တိတဲ့အတွက်ကြောင့်ဘာဖြစ်လဲဆိုတော့သူ့ရဲ့သားသမီးဒီကိုချစ်လွန်းတဲ့အတွက်ကြောင့်ဘာလို့တလဲဆိုရင်သူ့ရဲ့တပါးတီတော်သားတော်ကိုစိတ်လွှတ်ပြီးမှလောကီသားတွေမပျက်စီးဖို့အတွက်ကိုသူတပါးတီသားတော်ကိုစိတ်လွှတ်တယ်သူယုံကြည်တော်သူမှန်တမျှကဘာလဲဆိုရင်သာဝရတဲ့ကိုရရှိဖို့အတွက်ကိုဘုရားရှင်ကပြင်ဆင်ပေးထားတယ်ဆိုတာကိုကျွန်တော်တို့ကတွေ့လို့ရတာဖြစ်တယ်အဲ့ဒါကြောင့်မဒီမှာဘုရားသခင်ဤသားတော်ကိုယုံကြည်တော်သူအပေါင်းတို့ဒီပျက်စီးခြင်းတို့မရောက်သာဝရတဲ့ကိုရစေခြင်းကလည်းပျက်စီးခြင်းကိုမလိုချင်တဲ့ဘုရား ဖို့ထုစဉ်လူသားတွေကမပြည့်စုံမှုဆိုတာကိုသိပေမဲ့လည်းအယမ်းချစ်လို့နဲ့သူကိုယ်တိုင်ဖန်ဆင်းထားတဲ့လူသားတွေကိုအယမ်းမချစ်လို့နဲ့အတွက်ကြောင့်ပျက်စီးခြင်းသူမရောက်ဖို့အတွက်ထာဝရအသက်ကိုရစေခြင်းနဲ့အတွက်ဘုရားသခင်ကတပါးတီတော်သားတော်ခရစ်တော်ကိုမိမိရဲ့ကယ်တင်ပိုင်ရှင်ဖြစ်တဲ့ယုံကြည်လက်ခံကြပြီးကမှလောကီသားတွေကိုထာဝရကောင်းကင်ဘုံကိုပို့ဆောင်ပေးခြင်းနဲ့ချစ်ချင်းမြတ်တာဟာပြည့်စုံတယ်ဆိုတာကိုရှင်ရအောင်ခရစ်ဝင်ကြအခန်းကြီး၃အပိုင်း၁၆မှာပေါ်ပြပေးပြီးသားပဲဖြစ်ပါတယ်။ နောက်မြတ်ရှင်ယောဟန်ဩဝါဒစာပထမဆုံးအခန်းကြီးလေးအပိုင်ငယ်16ခပွဲမှာဒီလိုဖော်ပြပေးထားပါတယ်ဖိယသခင်သည်ချစ်ချင်းမေတ္တာဖြစ်တော်မူ၏ချစ်ချင်းမေတ္တာ၌တည်တော်သူသည်ဖိယသခင်၌တည်တော်မူ၏ဖိယသခင်သည်လည်းထိုသူ၌တည်တော်မူ၏လို့ဖော်ပြပဲဖိယသခင်ဟာချစ်ချင်းမေတ္တာဖြစ်တဲ့အဲကြောင့်ဖိယသခင်ဟာလူသားတွေမပြည့်စုံပေမဲ့လည်းသူကိုယ်တိုင်ကချစ်ချင်းမေတ္တာဖြစ်တဲ့ဒါကြောင့်မဲပါပြောလို့ဆိုရင်ချစ်ချင်းမေတ္တာမှာအဲ့ချစ်ချင်းမေတ္တာလို့ပြောတဲ့နေရာမှာဖိယသခင်ရဲ့အကပေချစ်ချင်းမေတ္တာမှာတည်တော်သူဟာ ်ဖျားသခင်ဟာတို့နိုင်တည်တယ်တဲ့အဲ့အကပဲမေတ္တာကိုလက်လျှောက်တော်သူရဲ့အတ္တမှာခရစ်တော်ကလည်းသူတို့နဲ့အတူရှိတယ်ဆိုပြီးခါမှာဒီရှင်ယောဟန်ဩဝါဒစာပထမဆောင်ထဲမှာဖော်ပြပေးထားပါတယ်ပြောချင်တဲ့အရာကပါလို့ဆိုဖျားသခင်ရဲ့ချစ်ချင်းမေတ္တာကိုပိုင်ဆိုင်တော်သူဟာဖျားသခင်ကိုပိုင်ဆိုင်တော်သူဖြစ်တယ်လို့ဖော်ပြပေးထားတာ ਨੇ တူတူပဲဖြစ်တဲ့အဲ့လူဟာဖျားသခင်ကိုပိုင်ဆိုင်တော်သူဟာချစ်ချင်းမေတ္တာမှာပြည့်စုံပြီးမှဖျားသခင်ရဲ့အကပဲချစ်ချင်းမေတ္တာကိုသိရှိနားလေတော့ သူဖြစ်တယ်ဆိုတာကိုကျွန်တော်နားလည်တဲ့ပေါ်ပေါက်နိုင်ပါတယ်နံပါတ်3ချက်အနေနဲ့ဆာလာ136အပိုင်ငယ်26မှာကောင်းကင်ဘုံအရှင်ဘုရားသခင်ဂယုနာတော်ဒီအစဉ်မြတ်တည်တော်ကြောင့်ကုန်ကျေစုတော်ကိုချီးမွမ်းကြလောဖော်ပြပေးထားပါတယ်ကောင်းကင်ဘုံဤအရှင်ဘုရားသခင်ဤဂယုနာတော်အစဉ်အဲကြောင့်ချစ်ချင်းမြတ်တာလို့ပြောတယ်နေမှာဂယုနာအရင်အမြဲတမ်းပါပါတယ်ဂယုနာဟာဘလောက်အထီးကြီးမြတ်တယ်လဲဂယုနာဟာဘလောက်အထီးကောင်းမြတ်တယ်လဲ ကယူနာဟာလူတိုင်းခံစားတဲ့ချစ်ချင်းမေတ္တာအแทမှာပါဝင်တဲ့ကယူနာဖြစ်တယ်။ကယူနာမေတ္တာအကုန်လုံးကပေါက်ဆက်လိုက်တဲ့အခါမှာချစ်ချင်းမေတ္တာဖြစ်လာတယ်။အဲအရာအားလုံးကိုကျွန်တော်တို့ကြည့်လိုက်တဲ့အခါမှာမြင်ရတဲ့ကောင်းကြီးမမြင်ရတဲ့ကောင်းကြီးနှစ်ပြားလုံးကိုကျွန်တော်တို့တွေ့ရတယ်။မမြင်ရတဲ့ကောင်းကြီးနေတိုင်းလေးရှုနိုင်တယ်။နေတိုင်းကျွန်တော်အတွင်းကလေးစားရဲ့အဆုတ်တရားနဲ့ကျွန်တော်အလုတ်ကောင်းဝင်စွာလုတ်တာမမြင်ရတဲ့ကောင်းကြီးပါ။မြင်ရတဲ့ကောင်းကျိုးနေတိုင်းကျွန်တော်ဝယ်နိုင်တဲ့ပတ်စံတနေ့တာလုံလောက်နိုင်တဲ့အစားအသောက်ကိုပို့ဆောင်ပေးတာမြင်နိုင်တဲ့ကောင်းကြီးပါ အဲ့အဲ့မျက်ပြာလုံးကိုကျွန်တော်တို့ကရရှိတယ်ဆိုတဲ့အကြောင်းကိုစာလံဆရာကြီးကကောင်းကောင်းသဘောပေါက်တဲ့အခါမှာကောင်းကင်ဘုံရဲ့အရှင်ဘုရားတခင်ဂယုနာတော်ချစ်ချင်းမြတ်တာအစဉ်မြဲတည်တယ်တဲ့တရက်တည်းတနာရီတည်းတနှစ်တည်းမဟုတ်ပါဘူးအစဉ်အမြဲတည်တယ်ဆိုတာကထာဝရတည်တယ်အစဉ်မြဲတည်တော့ကြောင်းနဲ့သူ့ရဲ့ကုန်ကျေးဇူးတော်ကိုချီးမွမ်းကြရအောင်လေကျွန်တော်ဘလောက်ပဲအပြစ်နုံနဲ့မှာကြာနေပါစေ ကျွန်တော်ပဲထာဝရငရဲကိုတေချာပေါက်သွားမှာဖြစ်နေပြီစီဘုရားရှင်ကကျွန်တော်တို့ကိုချစ်ချင်းမြတ်တာဘလောက်ထိရှိတယ်လဲဆိုတာကိုဖော်ပြပေးထားပါတယ်ဒါကိုဆာလံဆရာကြီးကတိတဲ့အခါမှာဘုရားရှင်ရဲ့ချစ်ချင်းမြတ်တာကိုဒီမှာဖော်ပြပေးထားတာကိုကျွန်တော်တွေ့လို့ရပါတယ်နောက်ဆုံးကြမ်းချက်နေတဲ့ယေရမိမိဒန်းစကား အခန်းကြီး3အပိုင်းငယ်22နဲ့24မှာသာဝရဘုရားသည်တနာတော်မူ၍ဂယုနာတော်သည်မကုံသောကြောင့်ငါတို့သည်ဆုံရှုံချင်းတို့မရောက်ပဲနေကြ၏။နာနဲ့တိုင်းဂယုနာတော်တစ်ကိုခံရကြ၏။တစ္ဆာတော်သည်ကြီးမြတ်ပါ၏လို့ဖော်ပြပေးထားပါတယ်။ယေရမိပရောဖက်ကြီးကဘုရားရဲ့ချစ်ချင်းမြတ်တာကိုကောင်းကောင်းသဘောပေါက်တယ်။ဖျားတခင်ရဲ့ဂယုနာကိုကောင်းကောင်းသဘောပေါက်တယ်။သူတို့ဆင်းရဲဒုက္ခကြုံတဲ့အခါမှာသူတို့ဒုက္ခပေါင်းမြောက်များစွာ ကြုံတွေ့ရတဲ့အခါမှာယန်သူရဲ့လက်ထဲကိုရောက်တဲ့အခါမှာလဲယေရမိပရောဖက်ကြီးကတော့ကောင်းကောင်းသဘောပေါက်တဲ့အတွက်ကြောင့်ဘုရားရှင်လက်တော်ဟာသူတို့လူမျိုးနဲ့အတူပါရှိတယ်ဆိုတာကိုယေရမိပရောဖက်ကြီးကသဘောပေါက်တဲ့အတွက်ကြောင့်ပထဝရဘုရားကြီးတနာတော်မူ၍ကယူနာတော်ဒီမကုံတော့ကြောင့်ဘယ်လိုမျိုးအခြေအနေပဲကြုံတွေ့နေပါစေထာဝရဘုရားရဲ့ချစ်ချင်းမြတ်တန်နဲ့သူ့ရဲ့ကယူနာတော်ဟာမကုံတဲ့အတွက်ကြောင့်ငါတို့ဟာဆုံးရှုံးခြင်းကိုမရောက်ရဘူးလို့ဖော်ပြပေးထားတယ်အဲ့နဲ့ပြီးလာမပြုတ်နာတဲ့တိုင်းကယူနာတိတ်ကိုခံရရေး တစ္ဆာတော်ဒီရှင်းမြတ်ပါ၏လို့ထပ်လောင်းပြီးခါမှာပေါ်ပြပေးထားပါတယ်။ဒါကျမ်းချက်၄ချက်အဖြစ်မဲ့ကျွန်တော်ပေါ်ပြပေးတယ်။ဖျားသခင်ရဲ့ချစ်ချင်းမြတ်တအားလုံးကိုကျွန်တော်ပြောမယ်ဆိုတနေ့ကုန်ပြောလို့ပြီးမှာမဟုတ်ပါဘူး။ဒါကြောင့်ဒီကနေ့မှာကျွန်တော်ချစ်ချင်းမြတ်တာရဲ့အကြောင်းကိုဖွင့်နှဲ့တဲ့စာရေးဆရာဒီဒီကနေ့မှာကောင်းကောင်းမွန်မွန်နဲ့သူတို့စိတ်တိုင်းကြဖွင့်နှဲ့နိုင်တာမဖွင့်နှဲ့နိုင်သေးပါဘူး။ဘာဖြစ်လဲချစ်ချင်းမြတ်တာနဲ့နဲလို့နဲ့အတွက်ကြောင့်ပဲဒီမှာတမာကျန်းစာထဲမှာလည်းဖော်ပြပေးထားတာကျွန်တော်တွေ့လို့ရတယ် အများကြီးထက်အနေကြီးချမ်းချက်လေးချက်အဖြစ်ကျွန်တော်ဖရဲသခင်ရဲ့ချစ်ချင်းမြတ်တာကိုပြန်ပြီးခါမှပြောပြချင်တာဖြစ်ပါတယ်ဂျေစုတင်ပါတယ်ဟုတ်ကဲ့ဂျေစုတင်ပါတယ်ဆရာသာဆွေဒီဒုရယာမေခွန်အနေနဲ့ဖရဲသခင်ရဲ့ချစ်ချင်းမြတ်တာကိုဒီလောက်ကီလူသားတွေကဘလို့နည်းအဖြစ်သိရှိနိုင်မလဲရှင့်ဟုတ်ကဲ့နမန်မေခွန်ကရေးကြည့်ပါတယ်ဘာလို့ဆိုတော့ဖရဲသခင်ရဲ့ချစ်ချင်းမြတ်တာဒီလောက်အထိကြီးမားရဲ့အသားနဲ့ ဘာဖြစ်လို့လော်ကီလူသားတွေကနားမလည်နိုင်ရမလဲပေါ့နော်ဘလို့နားလည်နိုင်မလဲဆိုတော့ကောင်းတဲ့မိခုံးပဲဖြစ်ပါတယ်အဲကြောင့်ဘုရားသခင်ရဲ့ချစ်ချင်းမြတ်တာကိုတကယ်နားလည်ခြင်းလို့ရှိရင်သူ့ရဲ့တပါးတော်သားတော်ကိုသဘောပေါက်ဖို့လည်းလိုတယ်နောက်ပြီးခါမှဒီတန်ရှင်းသောဝိညာဉ်တော်ဖရာရဲ့လှုပ်ဆောင်မှုတွေကိုလည်းကျွန်တော်နားလည်ဖို့တိပိခါမှာအရေးကြီးပါတယ်ဆိုတော့ကျွန်တော်နည်း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 ကြီးတော့သွားတော်မှာမဟုတ်ပါဘူးတားတော်ကိုကျွန်တော်ကြည့်လိုက်တဲ့အခါမှာတားတော်ရဲ့ပြုတ်မှုခဲ့တဲ့နော်အကြောင်းအရာလက်ဝါးခတိုင်းတရားကိုသွားခဲ့တဲ့အကြောင်းအရာတွေကိုကျွန်တော်ကြည့်လိုက်လို့ရှိရင် ဘလောက်အထိဘုရားတခင်ရဲ့ချစ်ချင်းမြတ်တာလောကီပုထုဇဉ်လူသားတွေပေါ်မှာဘလောက်အထိနည်းနည်းတယ်လဲဆိုကျွန်တော်တွေ့နိုင်တယ်။နောက်ပြီးမှခရစ်တော်ကကောင်းကင်ကိုကြီးဆောင်ခြင်းခံခါနီးမှာဘာပြောခဲ့တယ်လဲဆိုတော့ငါနင်တို့နေကိုဒီတိုင်းထားခဲ့မှာမဟုတ်ဘူးမိပါမဲ့ကဲ့သို့တင်တို့ကိုထားခဲ့မှာမဟုတ်ဘူးငါကိုစားဥဖြစ်ဆယ်ဆရာလို့ခေါ်တဲ့တန်ရှင်တော်ဝိညာဉ်တော်ကိုတင်တို့အတွက်ငါထားခဲ့မယ်လို့ဖော်ပြပေးထားတာဖြစ်တဲ့အဲ့ဒါတွေကိုကြည်ချင်းအဖြစ်ဘုရားသခင်ရဲ့ချစ်ချင်းမြတ်တာကိုပို့ထုစဉ်လူသားတွေနားလည်နိုင်ဖို့ပဲဖြစ်ပါတယ် အဲကြောင့်မေရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး3အပိုင်းငယ်နဲ့16မှာဖျားသခင်ရဲ့တားတော်ကိုယုံကြည်တော်သူအပေါင်းတို့ဒီပြည့်စည်ခြင်းတို့မရတားတော်ကိုယုံကြည်တော်သူခမဲတော်ကလောကလူသားပုထုဇဉ်လူသားတွေဟာ ထာဝရငရဲ့အပြစ်နုံကလည်းနေနေတယ်ဆိုတော့သဘောပေါက်တယ်ဆိုတော့တပါးတီသောသားတော်ကိုစီလွှတ်ပြီးမှယုံကြည်သောသူမှန်တယ်ကထာဝရကောင်းငင်ဘုကိုရောက်ချိမယ်ဆိုတော့ကိုဒီမှာဖော်ပြပေးပြသားဖြစ်တယ်အဲ့ဒါကိုကြည်ချင်းအဖြစ်ငရဲပြည်ကိုအေကမုတ်ချမလို့ရောက်မယ်လို့ကိုကောင်းငင်ဘုကိုပို့ဆောင်ပေးနိုင်တာကတပါးတီသောသားတော်ကိုမြည်ရခဲ့တယ်မှရှိပြေယုံကြည်လက်ခံနိုင်ဖို့အဲ့ဒါလေးတခုပဲကျွန်တော်တို့အတားကိုတွေ့လို့ရပါတယ်နောက်ပြီးတန်ရှင်းသောဝိညာဉ်တော်အဖြစ်လည်းကျွန်တော်ကသိရှိနိုင်တယ်နောက်နောက်ပြီးခေါအခန်းကြီးကပိုင်ငယ်ဆက်ကုန်မှာ ရှင်ဘောလူကဒီလိုပြောပါလူမီတီကခရစ်တော်၌ရှိရင်အတိပြုပြင်သောတရားဖြစ်ဟောင်းသောအရာတို့သည်ပြောင်းလဲ၍ခတ်သိမ်းသောအရာတို့သည်အတိဖြစ်ကြ၏လို့ဖော်ပြပေးထားတယ်။အဲကြောင့်လူဆိုတဲ့အပြစ်သားကပါဖြစ်လဲဆိုခရစ်တော်၌ရှိရင်အတိပြုပြင်သောတရားခရစ်တော်ကိုမမြဲကဲတင်ပိုင်ရှင်ဖြစ်နှုတ်အားဖြင့်ဝန်ခံမယ်နှလုံးသားအဖြစ်ယုံကြည်လက်ခံတော်သူမှန်သမျှခရစ်တော်၌အတိပြုပြင်သောတရားဖြစ်တယ်။သူရဲ့အပြစ်တီဟာထာဝရငရဲသွားမဲ့နေရာကနေထာဝရကောင်းကင်ဘုံကိုပို့ဆောင်ပေးတာဖြစ်တယ်။ အဲ့တော့ကြောင့်ပဲလူဒီကခရစ်တော်၌ရှိရင်အသစ်ပြုပြင်တော့အရာတွေဖြစ်တယ်။ဘယ်လိုအသစ်ပြုပြင်တော့အရာဖြစ်တယ်လဲ။အရင်တော့ဟောင်းတော့အရာတဲ့ကျွန်တော်အရင်တော့ငါထာဝရငရဲကိုတွားမယ်အေကမုတ်ချမလွဲထာဝရငရဲကိုတွားမယ်လူဟာခရစ်တော်ကိုယုံကြည်လက်ခံတာနဲ့ဟောင်းတော့အရာတို့ဒီပြောင်းလဲယူခတ်သိမ်းတော့အရာတို့ဒီအသစ်ဖြစ်ကြတယ်။အသစ်တော့အသက်တာအဖြစ်ကျွန်တော်ဖျားရှင်ရဲ့မျက်ပေါက်တော်မှာကျွန်တော်ကဒုဝန်နိုင်တော်သူကြီးဖြစ်လာပြီ။ ဲ့တော့ကျွန်တော်တို့အတ္တတာကပါလို့ဆိုဖျားသခင်ရဲ့ချစ်ချင်းမြတ်တာကိုယေရှုခရစ်တော်အဖင်ကျွန်တော်တို့ကနားလေသဘောပေါက်နိုင်တာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကဖျားသခင်ကောင်းမြတ်တယ်ကောင်းမြတ်တယ်ယေရှုဖျားအယမက် ကောင်းမြတ်တယ်ဝိညာဉ်တော်ဖျားဟာကျွန်တော်နဲ့အတူပါရှိတယ်ဆိုတာကိုသူများပြောတဲ့စကားအဖြစ်ကြောင်းလဲတော်သူများမှုပဲကိုကိုတဲ့ဖျားဟာအသက်ရှင်နေဆိုတာမိစမ်းသိရှိတော်သူများဖြစ်နိုင်ဖို့အတွက်ကိုကျွန်တော်မိစမ်းသိရှိဖို့တိတ်ပြီးခံမှရေးကြည့်တယ်အဲ့လိုအဖြစ်ဖျားရဲ့ခင်ရဲ့ချစ်ချင်းမြတ်တာကိုကျွန်တော်ကနားလေသဘောပေါက်နိုင်တော်သူတွေဖြစ်တယ် ကျွန်တော်အကြိုက်ဆုံးကြမ်းချက်ကရှင်မသက်ခရစ်ဝင်ကြအခန်းကြီး၁၁အပိုင်ငယ်၂၈ကနေ၃၀ဝင်လေးရပင်မန်းတော်သူအပေါင်းတို့ငါထံတူလာကြတော့ငါဒီချမ်းပါပြီဒီကနေ့မှာဝင်လေးရပင်မန်းတော်သူလောကမှာလူတိုင်းကသူ့အထွန်နဲ့သူဝင်လေးရပင်မန်းတော်သူတွေပဲဖြစ်တယ်နေစင်းတဲ့နေတိုင်းစင်ဆုံလက်စင်အထွန်နဲ့ပေးစိတ်ဆိုလည်းသူ့အထွန်နဲ့သူလူတိုင်းမှာပြတနာနဲ့ကြုံတွေ့တယ်အဲ့လိုပြတနာနဲ့ကြုံတော့သူတိုင်းလေဝင်လေးရပင်မန်းတော်သူအပေါင်းတို့လို့ပြောတယ်ယုံကြည်သူခရိယန်နဲ့လို့မပြောဘူး ုထုစဉ်လူသားအလုံးဟာဝင်လေး၍ပင်ပန်းတော်သို့ပေါင်းတို့သည်ငါထံသို့လာကြလောငါသည်ချမ်းသာပေးမယ်ငါတဘိုးသည်တင်၍ထမ်းကြလောငါထာ၌နီးကန်ကြလောငါသည်နူးညံ့တိမ်မွေ့နှိမ့်ချသောစိတ်တော်ရှိတင်တို့စိတ်နှလုံးသည်တက်တာချင်းကိုရလိမ့်မည်အကြောင်းမူကားငါတဘိုးသည်ထမ်း၍ငါဝင်လေပေါ်ယူမိန်တော်မူ၏တဲ့ အကြောင်းခရစ်တော်ကိုမိမိရဲ့ကယ်တင်ပန်းရှင်ယုံကြည်လက်ခံလို့ဆိုခရစ်တော်ဘုရားကိုကိုကိုတိုင်းမြည်းစမ်းသိရှိတော်သူမိမိရဲ့ကယ်တင်ပန်းရှင်အဖြစ်ကိုကိုတိုင်းကမြည်းစမ်းသိရှိပြီးမှကိုယ်ဝန်ကိုခရစ်တော်နဲ့တူကထမ်းလိုက်လို့ရှင်ဘလောက်အထိငြိမ်သက်ခြင်းဝမ်းမြောက်ခြင်းဆိုတဲ့အရာတွေဒုက္ခဆင်းရဲထက်နဲ့ကျွန်တော်လွတ်မြောက်နိုင်တော့အခွင့်ကိုဘုရားရှင်ကပြင်ဆင်ပေးတာဖြစ်တယ်အဲ့တော့ကျွန်တော်မြင်ရတဲ့ကောင်းချီမမြင်ရတဲ့ကောင်းချီတွေရရှိနိုင်မှာဖြစ်တယ် ဒုက္ခဆင်းရဲတဲ့နဲ့တကယ်လွတ်ငြိမ်းတဲ့ခြင်းနဲ့ဝမ်းမြောက်ခြင်းနဲ့ရရှိနိုင်ဖို့အတွက်ကပါလို့လေဝင်လို့ရပြန်မှန်းတော့တော့ခရစ်တော်ကိုလက်ခံနိုင်ခြင်းအဖြစ်ကျွန်တော်တို့ကဖျားသခင်ရဲ့ချစ်ချင်းမြတ်တာကိုနားလည်တော့ပေါ့နိုင်ပါတယ်။ဒါ၍နားလည်နိုင်ဖို့တကောတန်ရှင်းသောဝိညာဉ်တော်ဖျားကိုဖိတ်ခေါ်ပြီးမှဖျားသခင်ရဲ့ချစ်ချင်းမြတ်တာကိုဒါ၍တိုးဝင်ပြီးမှဖျားသခင်ရဲ့ချစ်ချင်းမြတ်တာနားလည်တော့ပေါ့နိုင်တဲ့ယုံကြည်သူတွေဖျားရဲ့သားသမီးတွေပုထုဇဉ်လူသားတွေဖြစ်ဖို့ ကိုကိုတိုင်းကမီးစမ်းသိရှိတော်သူများဖြစ်ဖို့သိပြီးခမရေးကြည့်ပါတယ်သူတစ်ပါးကိုချစ်တတ်ဖို့ဆိုကိုကိုတိုင်းကမီးစမ်းသိရှိဖို့လိုတယ်လို့ဖခင်ရဲ့ချစ်ချင်းမြတ်တာကိုလည်းသိရှိနိုင်ဖို့အတွက်ကကိုကိုတိုင်းမီးစမ်းသိရှိပြီးမှခရစ်တော်ကိုမိမိရဲ့ကယ်တင်ပိုင်ရှင်ဖြစ်နေယုံကြည်လက်ခံတော်သူမှန်သမျှကပါဖြစ်လဲဆိုဖခင်တခင်ရဲ့ချစ်ချင်းမြတ်တာကိုသိရှိတော်သူတွေဖြစ်ပါတယ်ယေရှုတင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆရာနောက်ဆုံးမေးခွန်းအနေနဲ့ချစ်ချစ်မေတ္တာနဲ့ပတ်သက်ပြီးမှတမန်ကျမ်းစာမှာဘယ်လိုမျိုးတွင်တင်ထားတာရှိလဲရှင် ဟုတ်ကဲ့ချစ်ချင်းမေတ္တာနဲ့ပတ်သက်ပြီးတမန်ကျမ်းစာမှာတွင်တွင်ပေးထားတာအများကြီးပါဆိုတော့ကျွန်တော်ခုပြောနေတဲ့ချစ်ချင်းမေတ္တာဆိုတာဘုရားသခင်ရှိရတဲ့နောလာတဲ့အကပင်မေတ္တာပဲဖြစ်ပါတယ်ဆိုတော့ဒီချစ်ချင်းမေတ္တာတမန်ကျမ်းစာထဲမှာအများကြီးပေါ်ပြပေးထားပါတယ်ဒီထက်ကကျွန်တော်ဒီကျမ်းချက်၃ချက်အပြင်မှာကျွန်တော် copy ပါပြောပြစေရှင်ရအောင်ပြဝင်ကြအခန်းကြီး15အပိုင်းငယ်7နှစ်ကနဲ့73မှာငါပညာမူကငါဒီတင်တို့ကိုချစ်တင်နေတို့တင်တို့ရဲ့ချင်းချင်းချစ်ကြလောလို့ပေါ်ပြပေးထားပါတယ် ချစ်ချင်းမေတ္တာနဲ့ပတ်သက်ပြီးမှတမန်ကျမ်းစာထဲမှာဖော်ပြပေးထားတာကဒီဟာအရင်ပဲကောင်းပါတယ်ငါရဲ့ပညာကတော့လေခရစ်တော်ကပြောတယ်ငါဒီတင်တို့ကိုချစ်တည်နေတူငါဟာဒီတို့အပြစ်သားတွေဖြစ်တဲ့ဧကမုတ်ချလောဘဒေါသမောဟဆိုတဲ့ဒီအပြစ်တရားနုံနဲ့ကလည်းမလွတ်မြောက်နိုင်တဲ့လောကလူသားပုထုဇဉ်လူသားကြီးဟာတေချာပေါ့မရဲကိုသွားမယ်။တာဝတော်မှာငါချစ်ပြီးခါမှတင်တို့ကိုငါကယ်တင်ပြီးသာဝကောင်းကင်နိဗ္ဗာန်ကိုငါပို့ပေးတယ်။ဖျားဖြစ်တဲ့မိတို့တင်တို့ကိုငါချစ်တယ်လို့ တယောက်ကိုတယောက်ချစ်ကြပါအပြစ်ထဲမမြင်နဲ့ကောင်းသောအရာအပြစ်မြင်ကြပါအချင်းချစ်ကြပါဆိုပြီးမှခရစ်တော်ကိုယ်တိုင်ကတုံ့တင်ပေးထားတာကိုကျွန်တော်ကတွေ့လို့ရပါတယ်တပည့်ပေါ်ပြပေးထားပါတယ်ကိုအဆွေတို့အဖို့လုံးကကိုအသက်ကိုစွန့်ခြင်းမေတ္တာထက်သာ၍မြတ်တော်မေတ္တာဒီအပေတူနိုင်များမရှိတကယ်ချစ်တယ်ဆိုရင်နဲ့ကိုအသက်ကိုတော့မှစွန့်နိုင်တည်းအထိသူတပားကိုချစ်တော်သူဖြစ်ပါဆိုပြီးခါမှကျွန်တော်ပေါ်ပြပေးထားတာကျွန်တော်တွေ့လို့ရပါတယ် ဒါကြောင့်ဘုရားသခင်ရဲ့ချစ်ခြင်းမြတ်တာကိုယုံကြည်လက်ခံသောသူတိုင်းကဘုရားသခင်ရဲ့မြင့်တခြင်းဝမ်းမြောက်ခြင်းကိုလောကမှာတကယ်ပဲပေးခြင်းတဲ့အတွက်ကြောင့်တမန်တော်ဆက်နှစ်ပါးကိုချစ်ပါသူတို့အသက်တာကိုပေးစားပြီးသူများတွေကဘုရားရဲ့ချစ်ခြင်းမြတ်တာကိုနားလေသဘောပေါက်နိုင်ဖို့အတွက်သူတို့အသက်တာကိုပေးစားတယ်ဆိုတော့ကျွန်တော်တွေ့လို့ရပါတယ်။ကျမ်းစာထဲမှာတရကအများကြီးရှိပါတယ်။လက်တွေ့မှာလည်းတရကအများကြီးကျွန်တော်တွေ့လို့ရပါတယ်။အဲ့ဒါကြောင့်မယ်ဘုရားသခင်ရဲ့ချစ်ခြင်းမြတ်တာကိုကျွန်တော်က တည်ရှိနိုင်ဖို့ကဘလို့ပြောထားတဲ့အချင်းချင်းချစ်ကြဖို့အချင်းချင်းကယူဆိုင်ကြဖို့အချင်းချင်းမေတ္တာနော်ပေးနိုင်ကြဖို့အတွက်ကိုဒီမှာပေါ်ပြပေးထားတဲ့ကျွန်တော်တွေ့လို့ရပဲနောက်ပြီးမှနံပါတ်၄ချက်နေတဲ့ယောမဩဝါဒစာအခန်းကြီး၁၀ဆင်းပိုက်ငယ်၁၀မှာရှင်ပေါ်လူကမြေကိုချစ်ချင်းအရာမှာပဂတိပေါ့ပေါ်ကဲ့သို့တယောက်ကိုတယောက်ဆုံမဲ့ကြလို့လို့ပေါ်ပြပေးထားတယ်။မြေအကိုချစ်ချင်းမှာတက်ဖို့တယောက်အကပေဘုရားသခင်ရှင်ရဲ့လာတဲ့ချစ်ချင်းမြတ်တာရှိပြီဆိုရင်ပဂတိပေါ့ပေါ်ကဲ့သို့ ဒီမှာတုံးထားတာကပေါ့ဖို့ကဲ့သို့လို့ပြတာတကယ်ပဲညီအကိုမောင်နှမကဲ့သို့ကျွန်တော်ကချစ်ချင်းမြတ်တာရှိတော်သူများဖြစ်ဖို့လိုတယ်တယောက်ကိုတယောက်စုံမဲ့ကြတော့စုံမဲ့တယ်လို့ပြောလိုက်တဲ့စကလုံးရဲ့ပမာမှာအ내အတိတ်ပဲကစုံမဲ့တယ်ဆိုတော့ကတယောက်ရဲ့အဖြစ်ကိုတယောက်ခွတ်လွတ်ပြီးခါမှာအကောင်းမြင်ဝါဒရှိဖို့ပေါ်ပြပေးထားတာဖြစ်တယ်တယောက်ကိုတယောက်စုံမဲ့ကြလို့ဖော်ပြပေးထားတာဖြစ်တယ်အဲဒါ ဒီရှင်ဘောလူကိုယ်တိုင်ကလည်းမြေကူချစ်ချင်းရာမှာပဂတိပေါက်ဖို့ကဲ့သို့တယောက်ကိုတယောက်ဆုံးမဲ့ကြလို့ပေါ်ပြပေးထားတယ်။နောက်ပြီးမှချီးမွမ်းချင်းအရာမှာသူ့တပါးကိုကို့ထက်ချီးမြောက်ကြတော့ချီးမွမ်းတယ်နဲ့မှငါကောင်းတယ်ဆိုတာထက်ဘုရားရှင်ကသူ့ကိုပေးထားတဲ့အရာကိုချီးမြောက်တတ်တော်သူဖြစ်ဖို့ပေါ်ပြပေးထားပါလေ။ကို့ရဲ့ကောင်းမြတ်ခြင်းအကြောင်းကိုပဲပြောတာမဟုတ်ဘဲသူ့တပါးကို build up လုပ်ပေးဖို့တမျိုးနဲ့ပြောရင်သူ့တပါးကိုကျွန်တော်က ဘယ်လိုလဲဆိုရင်ချီးမြှောက်တတ်တော်သူများဖြစ်ဖို့တပည့်ခါမှအရေးကြီးတယ်။ဒီယာကိုပဲခရစ်တော်ကိုယ်တိုင်ကတုံ့တင်ပေးထားတာ။ကိုယ်ဘုရားရှိမှကိုယ့်ကိုယ်ကိုချီးမြှောက်တော်သူကဘာဖြစ်မလဲ။နှိမ့်ချခြင်းကိုရလိမ့်မယ်။ကိုယ့်ကိုယ်ကိုနှိမ့်ချတော်သူကဘုရားရှင်ကချီးမြှောက်ခြင်းကိုရလိမ့်မယ်လို့သူနှုတ်ဝတ်တော်ထဲမှာပေါ်ပြပေးထားတယ်။အဲဒါကြောင့်တင့်ရဲ့ညီကိုမောင်နှမကိုတကယ်ပဲချစ်ချင်းမေတ္တာပြနိုင်ဖို့အတွက်ကိုသူ့ရဲ့တတ်တာကိုတိဆောက်ပေးခါမှသူရဲ့ဘဝကိုမြင့်တင်တဲ့စုံမဲ့ခြင်းအရာတွေရှိတော့သူများဖြစ်ဖို့တိတ်ပြီးခါမှအရေးကြီးပါတယ်။ဒီညီကောင်မောင်နှမတွေမှာကြည့်တဲ့အခါမှာ အမအကြီးတားကြီးတို့အကြီးဆုံးနဲ့တမင်းကြီးနဲ့တားကြီးဟာမြန်တဲ့မိသားစုရဲ့အတွက်ပါဖြစ်လဲဆိုတော့အထောက်အမအနေနဲ့အနစ်နာခံပါပဲဒါကြောင့်မဲတမင်းကြီးအမိအားတားကြီးအဖအရာဆိုပြီးမှစကပုံတော်ရှိတယ်အဲ့တော့ကြောင့်ဘုရားတခင်ရဲ့ချစ်ချစ်မေတ္တာတမာကျမ်းစာမှာလည်းဒီလိုခုနကျွန်တော်ပြောတဲ့အရာ ငါဒီတင်တို့ကိုချစ်တယ်မင်းတို့တင်တို့ဒီချင်းချစ်ကြလောလို့ဖော်ပြပေးထားတယ်။နောက်ပြီးမှယောမဩဝါဒစာ7နှစ်30မှာလည်းပဲမြည့်ကိုချစ်ချင်းရာမှာပဂတိပေါက်ပေါက်ကဲ့သို့တရားကိုတရားဆုံးမဲ့ကြလောချီးမွမ်းချင်းအရာမှာသူတပားကိုထက်ကောင်းမြတ်တီကိုချီးမွမ်းကြလောလို့ဖော်ပြပေးထားတယ်။နောက်ဆုံးနေတဲ့ရှင်မတဲခရွင့်ချခန်းကြီးခွန်အပိုင်ငယ်7နှစ်ကာကြီးမှာတင်တို့ဒီကို၌သူတပားပြုစေလို့တမျှအတိုင်းသူတပား၌ပြုကြလောတင်တို့ဘယ်လိုမျိုးခံစားစီချင်းလဲတင်တို့ကိုသူမြဘယ်လိုပြုစုချင်းလဲ အဲ့ပြုစုစေခြင်းနဲ့အတိုင်းနံပါတ်၁ကိုယ့်ကိုယ်မပြုစုခင်သူများကိုယင်ပြုစုပါဆိုပြီးဒါခရစ်တော်ကသူတင်ပေးထားတာအားရကိုကြည်ချအဖြစ်ချစ်ချင်းမြတ်တာနဲ့ပတ်သက်ပြီးခါမှာတမာချန်းစာကကောင်းကောင်းလေးသူတင်ပေးထားတာဖြစ်တဲ့နေ့ကိုနေတကယ်ချစ်တလားတင့်ကိုတင်တကယ်ချစ်လို့ရှင်တင့်ကိုတိုင်းလူချင်းနဲ့ပြုစုရရမို့သူတပါးကလေးလူချင်းပါပဲအဲ့တကြောင့်အဲ့ပြုစုရရမို့တင့်ကိုတိုင်းကပေးကမ်းတော်သူများပထမဦးဆုံးတင့်ကိုတိုင်းကလှုပ်ဆောင်တော်သူဖြစ်ရမယ်ဆိုပြီးခါမှာဖော်ပြပေးထားတယ် ီချစ်ချင်းမေတ္တာအကြောင်းကိုကျွန်တော်ကောင်းဆောင်မှုပိုင်းနဲ့ကြည့်လိုက်မယ်ဆိုအဲ့ဒါကိုပဲကျွန်တော်ဘယ်လိုခေါ်တယ်လဲ seven leadership အစီခံကောင်းဆောင်မှုလို့ကျွန်တော်ခေါ်တာဖြစ်တယ်အစီခံကောင်းဆောင်မှုရဲ့လုပ်ငန်းကပါလေသူများကိုမြေတောင်မြောက်ပေးတာပဲဖြစ်တယ်ခရစ်တော်ရဲ့တက်တာကိုကြည့်ပါတမန်တော်၁၂ပါးကိုမြေတောင်မြောက်ပေးတယ်ခရစ်တော်ကဂါလိလဲပဝန်းကျင်နားလေးမှာပဲရှင်လက်ခဲ့တယ်တမန်တော်၁၂ပါးတက္ကပါလုံးမှာရှင်လက်ခဲ့တယ်ဒါကသူ့ရဲ့ new ဥပဒေသားပဲဖြစ်တယ်ဘာဖြစ်တယ်လဲ ကို၌သူတပါပြုစေလိုသားများအတိုင်းသူတပါ၌ပြုကြလဒါခရစ်တော်တုံ့ပြန်ပေးခဲ့တဲ့အတိုင်းပဲဖြစ်တဲ့နော်နောက်ပြီးမှသူတပါကိုကိုယ်ထက်ချင်းရောက်ကြလောက်ခရစ်တော်ရဲ့တက်တာဒီအတိုင်းနဲ့ကျွန်တော်ကိုတုံ့ပြန်ပေးထားတာဖြစ်တဲ့ဒါကြောင့်မဲ့စိတ်မှန်နဲ့ခရစ်တော်ပြောတဲ့ချစ်ချင်းမေတ္တာတွေဖရာသခင်ပြောထားတဲ့ချစ်ချင်းမေတ္တာတွေစံစာထဲမှာကသူတပါကကိုယ်ထက်ကောင်းမြတ်တဲ့သူတပါကို build up လုပ်တော်သူများဖြစ်ဖို့အတွက်ကိုဒီမှာဖော်ပြပေးထားတာဖြစ်တဲ့အဲကြောင့်ဒီဘက်မှာကျွန်တော်ကြည်တော်သူများဖရာသခင်ရဲ့ချစ်ချင်းမေတ္တာဆိုတာကလက်တွေအဖြစ်ကျွန်တော်က ကြင်ကြံသောသူများအဖြစ်တန်ရှင်းသောဝိညာဉ်တော်ဘုရားရဲ့မဆာမှုအဖြစ်ကျွန်တော်ကလျှောက်လှမ်းနိုင်တဲ့ဘုရားရဲ့သားသမီးတွေဖြစ်ဖို့တိတိခါမှအရေးကြီးတယ်လို့ကျွန်တော်နောက်ဆုံးအနေနဲ့เนาะဖြေချချင်ပါတယ်လို့ကျေးဇူးတင်ပါတယ်။ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆရာကိုလို့ဖြေချရတဲ့အပေါ်မှာအာကျေးဇူးတဲ့ညီကောင်တော်တို့လည်းထူးခွန်အားရကြမယ်လို့ယုံကြည်ပါတယ်ရှင်။ဆရာပေါ်မှာလည်းဆက်လက်ပြီးမှဖြတ်ရှင်ကောင်းကြည့်ပေးပါစေ။အာမင်။အာဒီအစီအစဉ်ကိုကျေးဇူးတင်တဲ့ညီကောင်တော်များလည်းအားလုံးခွန်အားရကြမယ်လို့ယုံကြည်ပါတယ်ရှင်။ အဆုံးထိကျေးဇူးပေးကြရတယ်လို့ထုတ်ပဲကျေးဇူးတင်ပါတယ်ရှင်။နောက်အစီအစဉ်မှာဆက်ပြီးကြပါမယ်။